အားလုံးမင်္ဂလာပါဒီနေ့ကတော့ Undo Soma Tome ရဲ့ငါးဘက်မြောင်းလေးရဲ့တောင်းရမြောင်းလေးကိုတင်ပေးမှာဖြစ်ပါတယ်။ငါးဘက်မြောင်းလေးရဲ့တောင်းရမြောင်းလေးမှာဆိုလို့ရှိရင်ဘာအကြောင်းအရာကိုစပြီးတော့တင်ရမလဲဆိုလို့ရှိရင်ကြည့်အောင်။ဟုတ်ပြီနော်။အဲ့တော့မြန်ဆန်ဘာဖြစ်နေဖြစ်နေခုငါးဘက်မြောင်းရဲ့တောင်းရမြောင်းလေးတော့ရောက်လာပြီနော်။မကြတော့ပါဘူး။အာစာရွက်လိုက်နိုင်ရလားလုံးနိုင်ရလား။အဲ့တော့ဂျားကာလာကကူးဆယ်လာပိုင်းဖြစ်နေပြီနော်။ဆယ်လာပိုင်းဖြစ်နေပြီဆိုတော့ဂျားမှတလောက်လောက်ပဲအချိန်ကောင်းကောင်းစာလုပ်လို့ရတော့မယ်နော်။ဆန်လာပိုင်းမှာစာအုပ်မဖြစ်မဲ့သူတွေကိုပြောတာပါ။အဲ့တော့မြန်ဆန်ကမ်ပါတင်နဲ့အဲ့တော့စူးစမ်းနော်။ ။ဟုတ်ပြီအဲ့တော့ဆိုလို့ရှိရင်ကြည့်အောင်။ပထမအောင်ဆုံးအနေနဲ့စာပြောလေးလာမယ်အရာကတော့အာဘတ်တက်တိုးစန်းတာနော်တိုးစန်းတာဆိုတဲ့အဓိပ္ပာယ်ဘတ်တက်ဖောင်ပြောင်းအောင်ပါပါနော်တက်ဖောင်တိုးစန်းတာဘတ်တက်တိုးစန်းတာတိုးစန်းတာရဲ့အဓိပ္ပာယ်ကလေဒီတာမစမ်းဘူးပေါ့နော်လောက်တာမစမ်းပါဘူးဘယ်လိုပုံစံမျိုးကိုပြောတာနော်တာမစမ်းဘူးမစမ်းဘူးဆိုတဲ့ပုံစံကိုပြောတာပါနော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်အဲ့တော့ရေဘုံလေးနဲ့ဖတ်ကြည့်အောင်ရေဘုံနဲ့ဖတ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဘာအကြောင်းအရာကိုဆိုလို့ချင်တာလဲဆိုတော့နားလေလိမ့်မယ် เนาะကဲအဲ့ဒါဆိုရင်ကြည့်အောင်ခီတာဝရဲတဲ့တောစန်းတာခီတာဝရဲတဲ့တောစန်းတာဆိုတော့အငင်းခံရတာเนาะခီတာဝရဆိုတော့အမုန်းခံရတာပေါ့เนาะအမုန်းခံရတာမဆန်ဘူးဒီလိုပုံစံမျိုးပေါ့ဟုတ်ပြီเนาะခီတာဝရဲတာဆောက်တဲ့အမုန်းခံရတာမဆန်ဘူးဆိုတဲ့ပုံစံကိုပြောတာပါဒီမှာဆိုကြည့်အောင်အဲ့တော့ရေဘုံလေးကိုဖတ်ကြည့်အောင် အဲ့တော့ဟိတောဤခေါ်တော့ဘာဟိတောဤခေါ်တော့ဘာကာရီနော်ခေါ်တော့ဘာမဟုတ်ဟိတောဤခေါ်တော့ဘာကာရီပေါ့နော်အစ်တနော်တဲ့ဆိုတော့ဒီဘယ်လိုပြောမလဲထူးဆန်းတဲ့အကြောင်းအရာတွေကိုပဲပြောနေထူးဆန်းတဲ့အကြောင်းအရာတွေကြီးပဲပြောနေတဲ့အတွက်ကြောင့်မို့လို့ခန့်တို့ကြောကကောင်မလေးရပေါ့နော်ကောင်မလေးရတဲ့ခီတော်ဝါရဲတဲ့တိုးဆန်းတာဆိုတော့ဒီအဲဘယ်လိုပြောမလဲအငင်းခံရတာပေါ့နော်ကောင်မလေးစီကနေပြီးတော့မုန်းခံရတာမဆန်းဘူး မထူးဆန်းဘူးเนาะမထူးဆန်းဘူးဆိုတဲ့ပုံစံမျိုးကိုပြောချင်တာเนาะအဲ့တော့ဘတ်တက်တိုးဆန်းတော့ဆိုတဲ့အဓိပ္ပာယ်ကဘတ်တာလည်းမဆန်းပါဘူးဘတ်တာမထူးဆန်းပါဘူးဟုတ်ပြီနော်အာဒီမှာဒီစားကြောင်းอ่ะဆိုလို့ရှင်ကောင်းလေးอ่ะကောင်းမလေးတော့ထူးဆန်းတဲ့အကြောင်းအရာတွေပဲပြောနေတော့ကောင်းမလေးကကြာတော့ငင်းငွေ့လာတယ်အငင်းငွေ့လာတဲ့အကြောင်းမလို့ကောင်းလေးကိုအငင်းငင်းလိုက်တာမဆန်းဘူးမထူးဆန်းဘူးဆိုတဲ့ပုံစံကိုတစ်ဖက်လူအနေနဲ့ပြောပြနေရနော်อืมကဲအဲ့ဒါဆိုလို့ရှင်ကြည့်ရအောင် เนาะအဲ့တော့မထူးဆန်းမှုဆိုတော့ဒါပုံမှန်ပဲဆိုတဲ့ပုံစံမျိုးပေါ့เนาะဒီမှာလေးတော်နောက်မှာလဲဝင်းစာကွန်ပျူတာမှာသူရေးပေးထားတယ်တွေ့လားဖူဆူလေးเนาะဖူဆူဆိုတော့အပုံမှန်ပဲအဲ့တော့ငင်းခံရမှာပေါ့ပုံမှန်ပဲเนาะအဲ့လိုပုံစံမျိုးပြောတာပါဟုတ်ပြီကဲအဲ့ဒါဆိုရင်နောက်တဲ့နောက်တဲ့စာကြောင်းလည်းကျွန်တော်ဖတ်ကြည့်ရအောင်နောက်တဲ့စာကြောင်းလည်းကျွန်တော်ကြတော့က I ten တော့ချင်းမှုပါတဲ့ရောဝါးကြီးဆိုတော့တစ်ဖက်အတင်းကအားနေနေတယ်တဲ့တစ်ဖက်အတင်းကအားနေနေတယ်တဲ့เนาะအဲ့တော့ဒီမှာဆိုရင်တော့ခတ်တဲ့ဂတ္တရီမာယေတာပေါ့เนาะအဲ့တော့ဂတ္တအာ sorry အတားလေးနော်အတားလေးအတားလေးနဲ့တိုးစန်းတာအတူတူပဲနော်ဒီမှာကြည့်တော့ဒီမှာကွယ်ဒီမှာဒီမှာကတိုးစန်းတာရှိမယ်တိုးစန်းတော့နောင်ရှိမယ်အတားလေးမရဲ့တားရှိမယ်အတားလေးမရင်တော့နောင်ရှိမယ်ဟုတ်ပြီနော်အတားရမရတာအဲ့တော့အတိတ်ပဲကတော့အတူတူပဲနော်မဆန်ဘူးပုံမှန်ပဲဆိုတဲ့ပုံစံမျိုးပြောချင်တာပဲနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းတစ်ဖက်အတင်းကအားနေနေတယ်တဲ့ဒီမှာဆိုလို့ရှိရင်ခတ်တဲ့အတားရမရတာမရတာဆိုတော့အဲ့တော့နိုင်တာမဆန်ဘူးနိုင်တာပုံမှန်ပဲအ ဟုတ်ပြီနော်အဲ့တော့ဒါဒီစာကြောင်းအရဆိုတစ်ဖက်အသင်းတစ်ခုပြိုင်နေပြီဆိုလို့ရှိရင်အားမြနေရဆိုလို့ရှိရင်တော့အော်ဒါတစ်ဖက်အသင်းကနိုင်တော့ရဆိုလို့ရှိရင်ဒါကတော့အာဒါအောင်ဒါဘယ်လိုပြောရမလဲဒါဖြစ်ဘယ်လိုပြောရမလဲဒါအောင်တော့ရဆိုဒါမြတ်တာဖြစ်တဲ့အဲဒီမှာဆိုလို့ရှိရင်တော့ဒီစာဒီဒီအသင်းမှာဆိုလို့တစ်ဖက်အသင်းကအားနေနေရအားနေနေတော့တစ်သင်းကနိုင်တော့ရဒါပုံမှန်ပဲမထူးဆန်းဘူးအဲအဲ့လိုပုံစံမျိုးပြောချင်တာ ရမယ်နော်ဟုတ်ပြီအဲ့တော့အတာရီမရဲ့တန်းနဲ့ဒိုးစန်းတန်းနဲ့အတူတူပါပဲသူတို့ဒီဘက်ကိုတက်ဖောင်ပြောင်းပြီးတော့ပဲတောင်းရမှာပါအတိတ်ပဲရတော့တာမစမ်းဘူးပုံမှန်ပဲဆိုတဲ့ပုံစံမျိုးကိုပြောချင်တာရမယ်နော်ကဲအဲ့ဆိုရင် နောက်တစ်ခုကိုဆက်သွားကြည့်ရအောင်နောက်တစ်ခုရဲ့အတိတ်ပဲကကြတော့ညီမတို့လို့ချင်ဘက်တစ်ဂျန်နရီဖောင်နော်မိုမိုတိုမိုဒါဘောနော်အဲ့တော့မော့အာမဆိုရင်နော်မိုမိုတိုမိုဒါဘောနော်နော်မိုမိုတိုမိုဒါ အဲ့တော့သူ့ရဲ့အဓိပ္ပာယ်လည်းပဲတာမဆန်းဘူးဆိုတဲ့အဓိပ္ပာယ်ပဲเนาะတာလည်းတဘာဝကြပါတယ်တာလည်းမဆန်းပါဘူးဒီလိုပုံစံမျိုးပြောချင်တာပဲအဟုတ်ပြီဒီမှာဆိုလို့ရှိရင်တော့ဒီမှာဆိုရင်တော့အာခီမီကတဲ့ခီမီကဥရာဂီတနောတာခါလာပေါ့เนาะအဲ့တော့သူပြောတဲ့အဓိပ္ပာယ်ကမင်းအားတဲ့တစ္ဆာဖောက်ခဲ့တဲ့အတွက်ကြောင့်မင်းတစ္ဆာဖောက်ခဲ့တဲ့အတွက်ကြောင့်မလို့တဲ့အဲ့တော့ခန့်လို့ကြောကကောင်မာလေးကပေါ့နော်ကောင်မာလေးကတဲ့အခေါ်ရုနော်မိုမိုတုံးမိုသားဆိုတော့ဒေါသထွက်တာမဆန်းဘူး ဖောက်ပြန်ရင်ဒေါ်လာထွက်မှာပဲကောင်းပါလေ။အောက်တယ်မလား။မင်းကဖောက်ပြန်တာ哦။ကောင်းပါလေဒေါ်လာထွက်တာလဲ။ဘယ်ဆန်းမလဲဘယ်ထူးဆန်းလို့လဲ။မထူးဆန်းပါဘူး။အောက်တယ်မလား။တဘာဝကြပါတယ်။ဒီလိုပုံစံမျိုးကိုပြောတာနော်။ဟုတ်ပြီနော်။အဲ့ဆိုရင်နားလည်းမထင်နဲ့နော်။ဒါလေးကိုနော်။ဟုတ်ပြီ။အဲ့တော့အဲ့တော့ရရှိအတက်နိုင်သလောက်တော့အာနားလည်အောင်တော့ရှင်းပြရတယ်ဘလို့ပြောပြောလိုက်နားလည်မလဲပေါ့နော်အဲ့လိုမျိုးလေးတော့စဉ်းစားတယ်စဉ်းစားပြီးတော့အတက်နိုင်တော့နားလည်အောင်အာဘာသာပြန်ပေးတယ်ပေါ့နော်အဲ့ဆိုနားလည်မထင်နဲ့နိုင်နိုင်မထင်ပါလေနော်ကဲအဲ့ဆိုလို့ရှင်စက်ဖက်ကြည့်မယ် ်ဟောဒီစာကြောင်းလေးကိုပြန်ပြီးပါသာပြန်ပေးမယ်အဲ့တော့ခိမိကမင်းကပေါ့နော်အူရာဂီတို့လေတက်စာဖောက်တာလေအူရာဂီတနော်ဒါခါရဒါခါရနော်ဒဲနဲ့တူတူပဲလေနော်အဲ့တော့မင်းကတက်စာဖောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့တဲ့ခါနိုဂျောကကောင်မာလီကတဲ့မဆိုလို့ရှိရင်အုတ်ခိုလို့နော်မို့မတော်မို့တာမတော်မို့တာနော်မတော်မို့တာဆိုတော့ကောင်မလေးကဒေါသထွက်တာဒေါသထွက်တာလည်းမဆမ်းပါဘူးဒေါသထွက်တာတဘာဝကြပါတယ်ဟုတ်ပြီနော်အဲ့လိုပုံစံမျိုးလေးကိုပြောတာ နော်ဒါတစ်ဖက်ကလူကပြန်ပြောပြနေတာနော်ပြောနေတာတစ်ဖက်ကလူကသွားပြီးတော့ကောင်းလေးကိုအပြစ်သွားတင်နေတာနော်အဲ့လိုပုံစံမျိုးပြောနေတာရမယ်နော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်မုတ်တုံးမို့သားအဲ့တော့ဟိုတချို့တော့ဒီ grammar လေးကိုတိုးစန်းတာတိုးစန်းတာလေးရေမကြက်နဲ့နော်ဒီမှာအတားဒီမှာရေတားလို့ပါလာလို့ရှိရင်လည်းကြောင်သွားမယ်နော်ဒီတိုးစန်းတာကြီးကိုပဲကိုကနှုတ်ဆွဲပြီးကြက်ထားပြီးဆိုတော့အတားဒီမှာရေတားကိုမကြက်လို့ရှိရင်လည်းပဲအော်ဘာကြီးလဲဆိုဖြစ်သွားမယ်နော်อืมကဲအဲ့ဒါဆိုလို့ရှိရင်နှစ်ခုစလုံးတော့ နည်းနည်းလေးပြောင်းလဲကြပ်ပေါ့နော်အဲ့တော့ဒီနောက်ကမြင်သားထားတဲ့အရာလေးတွေကိုနည်းနည်းရအောင်ဘာသာကလည်းဆွဲရနေအောင်လို့နော်ဆွဲရနေအောင်လို့အဲအဲ့ဒါဆိုလို့ရှိရင်တော့မမေ့တော့ဘူးနော်อืมကဲအဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားရအောင်နော်နောက်တစ်ခုကကျွန်တော်ကအနာတကာရဲ့မင်းကရဲ့စိုးเนาะအဲ့တော့စိုးအီယူနော်ပါဗောနော်စိုးအီယူနော်ပါမိုတိုးမိုတာဆိုတော့ ဲ့တော့ဒီစာကြောင်းကိုပြန်ဖတ်ကြည့်ရအောင်နော်အဲ့တော့အနာတာကတဲ့ so eu နော် so eu no wa moto moto ဆိုမင်းအဲ့လိုပြောတာလဲတဘာဝကြပါတယ်ဆိုတဲ့ပုံစံပေါ့နော်အဲ့တော့အနာတာကတဲ့ so eu no wa moto moto ဆိုတော့မင်းအဲ့လိုပြောတာကလည်းတဘာဝကြပါတယ်နော်တဘာဝကြပါတယ်ဆိုတဲ့ပုံစံမျိုးကိုပြောတာပေါ့နော်ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှင်နောက်တစ်ခုကနောက်တစ်ခုကကျတော့ကကြည့်အောင်မို့တိုဇန်တာမို့တိုဇန်တာဆိုတဲ့အိပဲနော်မို့တိုဇန်တာ ဟုတ်ပြီကဲအဲ့တော့ကြည့်အောင်အပေါ်ကတိုးစန်းသားကအပေါ်ကတိုးစန်းသားကဘတ်တက်တိုးစန်းသားနော်ဘတ်တက်တိုးစန်းသားဘတ်တာမစမ်းဘူးအောက်ကကြတော့ကဘတ်ပလင်းဖောင်ဘတ်ပရင်းဖောင်မိုတိုးစန်းသားနောက်တစ်ခုကကြတော့နောင်မိုတိုးစန်းသားနော်နောင်မိုတိုးစန်းသားတိုးကကြတော့အဓိပ္ပာယ်ကနီနီပဲ မချဘူးဆိုတဲ့အတိတ်ပဲเนาะဥပမာကားကားဆိုလို့ဆိုရင်အာကားကိုဝဲလိုက်တယ်အော်ဒီကားကအာလို့ပြောမလဲတပတ်ရစ်ဆိုပေမဲ့လည်းပဲအာအသင်နီးနီးပဲအသင်နဲ့မချဘူးဒီလိုပုံစံမျိုးကိုပြောချင်တာအဲ့လိုနေရာမျိုးမှာသုံးပါเนาะကဲဟုတ်ပြီအဲ့တော့ကြည့်အောင်အဲ rainbow ကိုဖတ်ကြည့်တဲ့အခါမှာပိုပြီးနားလေသွားလိမ့်မယ်ထင်တယ်နော် rainbow ကကြတော့ကရှင်ပင်မို့တိုးစန်းတာရှင်ပင်မို့တိုးစန်းတာဆိုလို့ရှိရင်အစ်စ်အတိုင်းပဲ နော်ရှမ်ပင်းမော့သုံးဆန်းတာဆိုတော့အစ်စ်အတိုင်းပဲအစ်စ်နီးနီးပဲအစ်စ်နဲ့မချားဘူးဆိုတဲ့ပုံစံမျိုးသုံးတာပေါ့နော်အဲ့တော့နောင်မော့သုံးဆန်းတာအနီးနီးပဲဆိုတဲ့အိပဲနောင်မော့သုံးဆန်းတာနောင်နီးနီးပဲနောင်နဲ့မချားဘူးဆိုတဲ့ပုံစံမျိုးအဲ့တော့ရှမ်ပင်းမော့သုံးဆန်းတာဆိုလို့ရှိရင်အစ်စ်နီးနီးပဲနော်ရှမ်ပင်းမော့သုံးဆန်းတာအစ်စ်နီးနီးပဲအဲ့တော့ခုနကခုနမှာဒီကားဆိုလို့ချင်းနဲ့ချူးခုရှာ ချူကိုချာဆိုတာတပည့်ရကအာတုတ်အစ်တဲမောဆိုတော့တပည့်ရကလို့ပြောပင်မယ်လည်းပဲစကန်လို့ပြောပင်မယ်လည်းပဲအဲ့တော့ရှမ်ပင်းမော့တိုးစန်းတာဆိုတော့အစ်စ်နဲ့မချဘူးအစ်စ်နီနီတိုင်းပဲဒီလိုပုံစံမျိုးနော်အစ်စ်အတိုင်းပဲဒီလိုပုံစံမျိုးပြောစံတဲ့အခါမှာသုံးပါလေခေါနိုခရိုမာဝဒီကအဆိုလို့ချင်းနဲ့ချူကိုချာတုတ်အစ်တဲမောအဲ့တော့ဒီကအားတဲ့တပည့်ရကလို့ပြောတယ်ဆိုရင်ပဲလည်းပဲရှမ်ပင်းမော့တိုးစန်းတာအစ်စ်အတိုင်းပဲအစ်စ်နီနီပဲအစ်စ်နဲ့မချပါဘူးတဲ့ဒီလိုပုံစံမျိုးပြောတာပါနားလည်မထင်နော် ဟုတ်ပြီနောက်တဲ့ grammar တစ်ခုကိုကြည့်အောင်နောက်တဲ့ grammar တစ်ခုကကျတော့က grammar တစ်ခုကကျတော့က dark master เนาะ dark master dark master เนาะ okay အဲ့ဒါဆိုရင်ကြည့်အောင် တော့သူက brain fog ပဲเนาะ brain fog dark care master နားဆိုနားစစ်တယ်မှာတော့နားကိုပြန်ထည့်တယ်เนาะအဲ့တော့ dark care master ကအတိတ်ပဲကကြတော့ကတော်ပါသေးတယ်လို့တော်ပါသေးတယ်ဆိုတဲ့ပုံစံမျိုးသုံးပါတာเนาะသုံးတာပါအဲ့တော့ dark care master လို့တော်ပါသေးတယ်အားလို့ dark care master ဆိုလို့ရှိရင် ရှိလို့တော်ပါသေးတယ်အားလို့ dark care master ရှိလို့တော်ပါသေးတယ်အားလို့ dark care master ရှိလို့တော်ပါသေးတယ်ဆွဲသေးတယ်အဲ့တော့ခင်းမိပါတဲ့မင်းကတဲ့စင်ကတော့ကအားလို့ dark care master ရောမင်းကအလုပ်ရှိလို့တော်ပါသေးတယ်တဲ့ဩရယ်ဝ ။အိုရဲဆိုငါနော်။ဘာသာရှင်းတဲ့တူတူပဲ။အိုရဲကငါငါကတော့တဲ့ခုပနီနောက်တဲ့ရှင်မာတာဆိုအလုတ်ပြုတ်သွားခဲ့ပြီ။အလုတ်ပြုတ်လာခဲ့တယ်နော်။အလုတ်ပြုတ်လာခဲ့တယ်နော်။ကြားပြီနော်။ကဲအဲ့ဆိုရင်နောက်တစ်ခုအဲပြန်ပြီးပါလာပြန်ပေးမယ်။အဲ့တော့ခင်မီယောကရှင်းမတော်ကအာရုတာခဲမာစတာရောအိုရဲကခုပင်နေနောက်တဲ့ရှင်မာတာခုပင်နောက်တဲ့ရှင်မာတာဆိုတော့အဲ့တော့မင်းကားတဲ့ဒီမှာဆိုရင်အလုံးရှိလို့တော်ပါသေးတယ်။ဟောအော်ရဲဝါဆိုတော့ငါကားတဲ့အလုံးပြုတ်လာခဲ့တယ်တဲ့နော်။အလုံးပြုတ်လာခဲ့တယ်တဲ့။ရမယ်နော်။ ကဲအဲ့ဆိုလို့ရှိရင်အဲ့တော့အာရုဒါခဲမစတာဆွဲတဲ့ဘေကလို့တော်ပါသေးတယ်လို့ပြောစတဲ့အခါမှာသုံးတာပါအာရုဒါခဲမစတာလို့တော်ပါသေးတယ်နော်အာရုဒါခဲမစတာကလို့တော်ပါသေးတယ်လို့ပြောတာပါဟုတ်ပြီအဲ့တော့နောက်ကြအောင်စီအောင်အဲ့တော့ကျူလျောကတဲ့ဟဲတာခဲတဲ့အာဟဲတာနော်ဟဲတာခဲတဲ့တို့ဟဲတာခဲတဲ့တို့ဆွဲတဲ့အဲ့တော့ကျူလျောဆွဲတဲ့ဘယ်ကဒီမှာဒီလာစာပေါ့နော်အဲ့တော့လာစာကတဲ့ဟိုဘယ်လိုပြောလဲလာစာနဲသွားလို့လာစာနဲလို့တော်ပါလာစာနဲလို့တော်သေးတယ် နလာသာနေလာသာနေသွားပြီမဲ့ sorry လာသာနေသွားပြီမဲ့တဲ့အဲ့တော့ခုပင်းတိနာလာနိုင်တာကင်မတ်စတာတာကင်မတ်စတာဆိုအလုံးမပြုတ်လို့တော်ပါသေးတယ်နော်လာသာနေတယ်ဆိုပေမဲ့လာသာနေသွားတယ်ဆိုပေမဲ့အလုံးမပြုတ်လို့တော်ပါသေးတယ်ဆွဲတိပဲနော်အဲ့တော့ကျူလီယောကတဲ့ဟဲတာဟဲတာခဲတဲ့တို့အဲ့တော့လာသာကရော့တော့နေသွားတယ်ဆိုပေနေသွားတယ်ဆိုပေမဲ့ခုပင်းတိနာလာနိုင်အာတာကင်မတ်စတာဆိုတော့အလုံးမပြုတ်လို့တော်ပါသေးတယ်ဆွဲတိပဲပါနော်ဟုတ်ပြီနောက်တစ်ခုကကျတော့ကဘိုခင်းဘိုခုနော့အပတ်တို့က ဘိုခုနအပောက်တူဝါတဲ့ဆယ်မန်ခုတဲ့အာတကိုင်းခဲတဲ့တို့အဲ့တော့ဘန်ဒီနာဒါကေမစတာနော်ဘန်ဒီနာဒါကေမစတာအဲ့တော့သူပြောရတဲ့ဘေးကဘာကိုပြောစင်တာလဲဆိုတော့ဘိုခုနအပောက်တူဝါငါရဲ့တိုက်ခန်းရဆိုလို့ရှိရင်တဲ့ဆယ်မန်ခုတဲ့ကျမ်းမြောင်းပြီးတော့တဲ့တကိုင်းခဲတဲ့တို့တကိုင်းခဲတဲ့တို့ဈေးကြီးရဆိုပေမဲ့လဲနော်ဈေးကြီးရဆိုပေမဲ့လဲဘန်ဒီနာဒါကေမစတာဆိုတော့အဆင်ပြေလို့တော်ပါသေးတယ်ဆိုတဲ့ပုံစံကိုသုံးတာပါနော်အဲ့ဆိုရင်ရမယ်ထင်ပါတယ် ကဲအဲ့ဆိုလို့ရှိရင်ဒီနေ့တင်ပေးခဲ့တာကကြတော့ and two so ma to me ရဲ့၅ဘက်မြောင်းလေးရဲ့၃ရက်မြောင်းလေးကိုတင်ပေးခဲ့တာပါ၅ဘက်မြောင်းလေးရဲ့၃ရက်မြောင်းလေးမှာပထမအဦးဆုံးတင်ပေးခဲ့တာကကြတော့ဘတ်တက်တိုးစန်းတာဘတ်တာမစန်းဘူးဘတ်တက်တိုးစန်းတာဘတ်တာမစန်းဘူးဘတ်တက်အာတာရီမရဲ့တော့ဘတ်တက်အာတာရီမရဲ့တော့ဆိုရလဲဘတ်တာမစန်းဘူးဆိုတဲ့ပုံစံကိုသုံးတာပါတဲဖောင်ပြောင်းပြီးတော့သုံးရမှာပါနောက်ဥပကကြတော့ကနောက်နောက်ဥပကကြတော့က အာနော်မိုမိုတိုမိုဒါနော်မိုမိုတိုမိုဒါနော်နော်မိုမိုတိုမိုဒါရဲ့အထင်ကြီးကဒါလည်းမဆမ်းပါဘူးဒါလည်းတဘာဝကြပါတယ်ဆိုတဲ့ပုံစံကိုသုံးတာပါသူက vest ဆိုရင် dictionary form နဲ့သုံးတယ်အာ vest ဆို dictionary form အရေးကြီးဆိုလို့ဆန်တဲ့ dictionary form နောက်ဆိုရင်နောက်ကိုပြန်ထည့်တယ်နော်နောက်ဆိုရင်နောက်ကိုပြန်ထည့်တယ်မိုတိုမိုဒါမိုတိုမိုဒါနော်မိုတိုမိုဒါနောက်တော့မိုတိုမိုဒါနော်နောက်တော့မို့ ။အဲနောက်နော်မို့မတော်မတန်းဆိုတာကဒါလည်းမဆန်းပါဘူး။ဒါလည်းတဘာဝကြပါတယ်ဆွေတိပဲကိုသုံးတာပါ။နောက်ဘုရားကြတော့ကနောက်ဘုရားကြောင့်နောင်မို့တိုးစန်းတာနောင်မို့တိုးစန်းတာဆိုတာကနောင်အတိုင်းပဲနောင်နီးနီးပဲနောင်နဲ့မချားဘူးဆွေပုံစံကိုသုံးတာပါ။ရှင်ပင်မို့တိုးစန်းတာဆိုတာကအစ်စ်အတိုင်းပဲအစ်စ်နီးနီးပဲအစ်စ်နဲ့မချားဘူးလို့ပြောစတဲ့အခါမှာသုံးတယ်။နောက်ဘုရားကြတော့ကအာနောက်ဘုရားကြတော့က plain found เนาะ dark master dark master ဆွေတိပဲအာရု dark master ရဲ့တိပဲကရှိလို့တော်ပါသေးတယ်။ရှိလို့တော်ပါသေးတယ်ဆိုတဲ့ပုံစံကိုသုံးတာပါ။ အာရုဒါကင်မန်စတာရှင်းလို့တော်ပါသေးတယ်အာရုဒါကင်မန်စတာရှင်းလို့တော်ပါသေးတယ် ဟုတ်ပြီနော်အဲ့တော့နားလည်းမထင်ပါနဲ့အဲ့တော့ဒီနေ့ကအန်ဒူဆိုမတ်တုံမဲရဲ့၅ဘက်မြောင်းလေးရဲ့၃ဘက်မြောင်းလေးကိုတင်ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီနော်အဲ့ဆိုရင်နားလည်းလည်းနားလည်းဆိုရအကြောင်းလေးကိုကွန်မန့်မှာရေးပေးခဲ့ပါ။နောက်တင်မဲ့ဗီဒီယိုလေးကိုကြည့်ဖို့အတွက်ကိုလည်းပဲအာ channel လေးကို subscribe လုပ်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။အပန်းမကြည့်ဘူးဆိုလို့ရှင်တော့အာတင်ရနားလည်းပါတယ်။ဒါပေါ့နော်နားမလည်ဘူးဆိုရင်လည်းနားမလည်ပါဘူးဆိုတဲ့အကြောင်းအလေးကိုလာပြီးတော့ကွန်မန့်မှာလာပြီးဆွေးနွေးလို့ရပါတယ်။ကွန်မန့်လေးရေးပေးခဲ့ပါပေါ့နော်။အာနောက်တစ်ခုကတောင်းဆိုချင်တာကဘယ်နေရာ နေပြီးတော့ကြည့်ပြီးတော့အာစာလေးလာနေတာ ပါဆိုတဲ့အကြောင်းအရာလေးတွေကိုလည်းပဲရေးပေးစီခြင်းပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။